င်းညာနေတကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနည်းဖြင့်ဒေါသအကြောင်းတိကောင်းစရာတရားဒေသနာတော်တတဝါတွေကိုဒုစရိုက်တွေပြုလုပ်ဖို့ပြောဆိုဖို့တိုက်တွန်းနေတဲ့သဘောတရားတွေရှိတယ် အတားကိုအဘိဓမ္မာထဲမှာအကုတုတရားစုဆိုပြီးတော့ဖော်ပြထားတယ်။အဲ့ဒီထဲမှာဒေါသလို့ခေါ်တဲ့တရားတစ်ခုလည်းပါတယ်ပေါ့။တတဝါဒီဟာဒေါသကြောင့်သူတမအသက်ကိုတပ်ဖြတ်မှုညှဉ်းဆဲမှုတွေပြုလုပ်ကြတယ်။ဒေါသကြောင့်ဆဲဆိုမှုတွေပြုလုပ်ကြတယ်။အဲ့တော့ဒေါသတွေကြောင့် သူများရဲ့ဥစ္စာတွေကိုဖျက်ဆီးကြတယ်အဲ့တော့ဒီဒေါသတွေတတ္တဝါတွေကိုမကောင်းမှုလုပ်ဖို့အတွက်ချဲလဲနေတဲ့တရားစုလို့ပြောရမှာဖြစ်တယ်ပေါ့အဲ့တော့ဒေါသဆိုတာဘလို့သဘောရှိသလဲခတ်ထံမှု ကြမ်းတမ်းမှုကြောင်ယူမှုအဲ့ဒါဒေါသသဘောပဲခတ်ထန်ကြမ်းတမ်းမှုသဘောဟုတ်ဒေါသကြောင်ယူမှုသဘောဒါဒေါသပဲတချို့တရားတစေကြောက်တာမျိုးတွေရှိတယ်လူဆိုးတခိုးတွေကိုကြောက်တာမျိုးတွေရှိတယ်အဲ့ဒါဟာဒေါသတမျိုးပဲပေါ့ စိတ်ဆိုးမန်ဆိုးမှသာဒေါသမဟုတ်ဘူးကြောက်ရွံ့မှုဟာလည်းဒေါသတစ်မျိုးဖြစ်တယ်အာကြီးတဲ့ဒေါသနဲ့အာနေတဲ့ဒေါသဒီလိုခေါ်လို့ရတယ်တချို့ကလည်းပြောတယ်အတက်ဒေါသနဲ့အသက်ဒေါသဆိုပြီးတော့ခတ်ထန်ကြမ်းတမ်းတဲ့သဘောကိုကြတော့အတက်ဒေါသလို့ပြောပြီးတော့ ကြောက်ရွံ့မှုသဘောကိုကြတော့အသက်ဒေါသဆိုပြီးတော့ဒီလိုလဲတုံ့နှုံးကြတာရှိတယ်တော့လောကမှာစိတ်ဆိုးကြတာတွေရှိတယ်စိတ်ကောက်ကြတာတွေရှိတယ်မုန်းတိကြတာတွေရှိတယ်ရံညိုးဖွဲ့တာတွေရှိတယ်စိတ်ပြတ်တာတွေရှိတယ်ဝမ်းနည်းတာတွေရှိတယ်ပူဆွေးတာတွေရှိတယ်လွမ်းစွတ်တာတွေရှိတယ်အထာတွေအလုံးဟာဒေါသသဘောတွေပဲလို့မှတ်ရမှာဖြစ်တယ်ဗော။ တတ္တဝါတွေနော်အလုံးအဖြစ်များတဲ့တရားသမျိုးစိတ်ဆိုးစိတ်ကောင်းစိတ်ညစ်ဝမ်းနည်းလွမ်းဆွတ်ပူဆွေးငိုကြွေးနော်အဲ့ဒါတွေအလုံးဟာဒေါသရဲ့သဘောတွေပဲပေါ့ဒေါသရဲ့သဘောတွေပဲအဲ့ဒီဒေါသတွေချဲလဲခံရပြီဆိုရင်တတ္တဝါတွေဟာမပြောသင့်တာတွေပြောကြပြီ ်တက္ကရာကမတို့ကိုယ်တိုင်လည်းဖြစ်ဘူးကြမယ်ကိုယ်ပဝန်းကျင်မှာလည်းအများကြီးတွေ့ဘူးကြမယ်ဒေါသဖြစ်နေတဲ့တတဝါတွေဒေါသဖြစ်နေတဲ့လူတွေဒေါသဖြစ်နေတဲ့ဘုံကြီးတွေဒေါသဖြစ်နေတဲ့ကိုရင်တွေအများကြီးပဲအိန္ဒိယနိုင်ငံမှာဒေါသကြောင့်မိသားစုတစုလုံးတည်သွားရပုံ နော်ပံဝေကဖြစ်စရာကောင်းတယ်မိဘနှစ်ပါးသဘောတူမှုနဲ့အမျိုးသားနဲ့အမျိုးသမီးအိမ်ထောင်ပြုကြတယ်တကယ်ချစ်လို့မဟုတ်ဘူးအမျိုးသားကလည်းအမျိုးသမီးကိုချစ်တယ်မဟုတ်ဘူးအမျိုးသမီးကလည်းအမျိုးသားကိုမချစ်ဘူးမိဘသဘောတူလို့သာမိဘကျင်းနေအောင်လို့သာလက်ခံပေးလိုက်ကြရတာဖြစ်တယ် ဒါလည်းသတိပြုစရာတစ်ခုပဲသာသမီတွေရဲ့သဘောဆန္ဒမပါဘဲနဲ့မိဘတွေဟာအတင်းလက်ထက်ထိမ်းများပေးခြင်းသည်အန္တရာယ်များတယ်ဆိုတာလည်းသတိပြုရမှာဖြစ်တယ်သရိုသားအကြောင်းကိုသရိုသမီးလည်းမသိသရိုသမီးအကြောင်းကိုလည်းသရိုသားမသိဘူးမိဘတွေသဘောတူလို့သာလက်ခံကြရတာဖြစ်တယ်အဲ့တော့သရိုသားဖြစ်သူက အမျိုးသမီးကိုလုံးဝမချစ်ဘူးလုံးဝမချစ်ဘူးမချစ်တဲ့သူနဲ့နေရတာဟာဆင်းရဲတယ်လို့ဆိုတာကိုအဲ့တော့အမျိုးသမီးကတော့စိတ်ထားနုံညံ့သူသဘောထားပျော်ပြောင်းသူဖြစ်တဲ့အတွက်ကြောင့်မကြနိုင်ဘူးမိဘတွေကပေးစားလိုက်ပြီဆိုတော့လေဒီမျိုးသားကိုမချစ်ရင်လည်းချစ်အောင်ကြိုးစားမှာပဲဆိုပြီးတော့ သူ့ရဲ့စိတ်ကိုပြုပြင်ပြီးတော့ချစ်ဖို့ကြိုးစားတယ်။အမျိုးသားပေါ်မှာလည်းမယားတယောက်အနေနဲ့ဇနီးတယောက်အနေနဲ့တောင်းဝန်ကြည့်အောင်ကြိုးစားပြီးတော့ဆောင်ရွက်ပေးတယ်။ဒါပေမဲ့အမျိုးသားကမာယာများတယ်လို့စိတ်ထဲမှာထင်တယ်။ဒီမျိုးသမီးတသက်မာယာများနေတာ။သူကမချစ်တဲ့အခါကျတော့အမျိုးသမီးဘာလုပ်လို့ အကောင်းမမြင်တတ်တော့ဘူးအပြစ်ပဲမြင်နေတော့တာပဲဒီမျိုးသမီးမလုံးလို့ဒါဒီမျိုးသမီးတသက်မာယာများနေတာစသည်ဖြင့်အမျိုးသမီးလောသမားအပေါ်မှာနည်းနည်းမှအကောင်းမမြင်ပေးနိုင်တော့ပဲနဲ့အပြစ်တွေပဲမြင်နေတာအဲ့တော့အမျိုးသမီးကအစိမ်းမပြေဖြစ်တဲ့အခါမှာစိတ်ဆင်းရဲတယ်ခုနကပြောတဲ့ဒေါသဖြစ်ပြီးနော်စိတ်ညစ်မှုတွေဝမ်းနည်းမှုတွေ အလိုမကျမှုဒေါသတွေဖြစ်ပြီးနေ့စဉ်နေ့တိုင်းမျက်ရည်နဲ့မျက်ခွယ်ဝန်းနေနေရတယ်အဲ့ဒီလိုနဲ့အမျိုးသမီးကသူ့ဘက်ကစူးစမ်းချတယ်ဒီအမျိုးသားတနည်းတစ်ချိန်ချိန်မှာတော့စိတ်ပြောင်းသွားမှာပါလေဆိုပြီးတော့ပြီးခံပြီးတော့ဇနီးတရားပြုခြင်းရမယ်တာဝန်ဝတရားတွေကိုကျေပွန်အောင်ထမ်းဆောင်တယ်အဲ့ဒီလိုနဲ့နေ့စဉ်နေ့တိုင်း မျက်ရင်နဲ့မျက်ခွက်တီးခံရင်ပေါင်းတင်လာတာသာသမီနှစ်ယောက်ထုံကားတဲ့အချိန်ဒီရောက်လာတယ်ဒါပေမဲ့အမျိုးသားရဲ့သဘောထားကမပြောင်းလဲဘူးအမြဲတမ်းအပြစ်မြင်တယ်ဒီမျိုးသမီးကိုမျိုးသမီးရဲ့လက်စိတ်ညင်းညင်းနဲ့သူ့ကိုယ်သူစူဆိုင်းလုပ်ဖို့ကြိုးစားတယ်ဒေါသကြောင့်ကိုယ့်ကိုယ်ကိုတတ်သိဖို့ကြိုးစားတယ်ဒါပေမဲ့ဒီကလေးနှစ်ယောက်ရဲ့ မျက်နာကိုမြင်ပြီးတော့ငါမရှိရင်ဒီကလေးနှစ်ယောက်လောကကြီးမှာဒုက္ခရောက်တော့မှာပဲအဲ့ဒါနဲ့မျိုးသမီးဟာကိုကိုကိုတေချောင်းကြံလို့တဲ့စိတ်ဖြစ်လိုက်ကလေးမျက်နာကိုပေါ်လာလိုက်နဲ့တက်တည်တဲ့အဖြစ်ကိုမရောက်ဘူးဒါပေမဲ့နေတိုင်းတော့စိတ်ဆင်းရဲနေရတယ်အဲ့ဒါဒေါသပဲပေါ့နော်စိတ်ဆင်းရဲတယ်ဆိုတော့ဒေါသပဲဝမ်းနေနေရတယ်ပူဆွေးနေရတယ်တနေ့သူ့အမျိုးသားက ရဝေးကိုခကြီးတစ်ခုထွက်ထွက်သွားတယ်အဲ့ဒီချိန်မှာအမျိုးသမီးကမလုပ်တယ်လဲဆိုတော့စိတ်ညင်ညင်နဲ့သူ့ကလေးနှစ်ယောက်ပါသူ့ဘာသေးအောင်လို့စားမဲ့အစာထဲမှာအစိတ်တွေထည့်လိုက်ဒေါသနော်ဒါဒေါသပဲမိမိကိုယ်ကိုတတ်ဖြတ်တာလဲဒေါသပဲသူတို့ဘာကိုတတ်ဖြတ်တာလဲဒေါသပဲ အဲ့တော့သုံးဦးသားအစိမ့်ပါတဲ့မုတ်ကိုစားပြီးတော့တေးရောအမေလည်းတေးကလေးနှစ်ယောက်လည်းတေးပဲအမျိုးသမီးနော်သူ့ကလေးနှစ်ယောက်ကိုလည်းလောကကြီးမှာမထားနိုင်ဘူးဆိုပြီးတော့အဲ့ဒါအစိမ့်ခတ်ထားတဲ့မုတ်ကိုကလေးတွေကိုစားခင်သူလည်းစားပြီးတော့သူ့အမျိုးသားစီကိုလည်းစားတဲ့ဆောင်ပို့ခိုင်းလိုက်တာသူမသေးခင်လေးမှာစားတဲ့ဆောင်ရေးပြီးတော့ပို့ခိုင်းလိုက် မရတယောက်နေနဲ့တာဝန်ကြီးအောင်သူစူးစမ်းခဲ့ပေမဲ့အမျိုးသားရဲ့သဘောထားမပြောင်းလဲခဲ့ပုံတွေနေစဉ်နဲ့အမျှဝမ်းနဲ့ကြည်ခွဲနေခဲ့ရတဲ့ပုံတွေနောက်ဆုံးဘလို့မှမခံစားနိုင်တဲ့အတွက်ကြောင့်ခလင်းရောသူပါအစိတ်ခံတာတဲ့မုန်းကိုစားလိုက်ပြီဆိုတဲ့အကြောင်းစာရေးပြီးတော့ထားခဲ့တာစာရရချင်းပဲအဲ့ဒီအမျိုးသားတွေချက်ချင်းပြေးလာအိမ်မှာ ။မမီ၃ယောက်အလောင်းတင်ထားပြီ။ကလေး၂ယောက်ရောအမေရော။အဲ့တော့အမျိုးသားဖြစ်သူလဲအဲ့ဒီခါကျမှမရှိတဲ့အခါကျမှကျေးဇူးတရားတွေတတိရလာတယ်။ဟုတ်သားပဲငါမိမငါပေါ်မှာကောင်းချတယ်။ငါမမြင်ခဲ့ဘူး။ငါမသိတတ်ခဲ့ဘူး။အဲ့ဒီခါကျမှအမျိုးသားကနောင်နာတယ်ရ။သူအမျိုးသမီးမရှိတဲ့အခါကျမှအမျိုးသမီးရဲ့သူ့ပုံမှန်ထားတဲ့သဘောထားတွေမေတ္တာတရားတွေကိုမြင်လာတာ အဲ့ခါကျတော့အမျိုးသားကနောင်တတွေရပြီတော့သူ့မှာအစင်သေးရှိနေတဲ့တနက်နဲ့ကိုကိုကိုပြစ်တတ်ပြီးအဲ့ဒီမှာလေးလောင်းပြိုင်မိသားစုတစုလုံးဆုံးသွားတယ်မတန်းရှိတယ်ပေါ့အဲ့ဒါဘာလဲဆိုဒေါသပဲအမျိုးသားနဲ့ဝမ်းနဲ့ကြည်ခွဲပြီးတော့ကိုကိုကိုအဆုံးစီရင်လိုက်တယ်ဆိုတော့မိသားစုတစုလုံးဒေါသရဲ့ဆက်နက်ကြောင့်တေဆုံးသွားရတဲ့ဖြစ်စဉ်တစ်ခုပဲပေါ့ အလွန်တန်ဝေကရဖို့ကောင်းတယ်။ဘာကြောင့်တတ္တဝါတွေကိုဒုက္ခပေးနေတာဟာဘယ်သူမှမဟုတ်ဘူး။အဲ့ဒီလောဘဒေါသမောဟလို့ခေါ်တဲ့ကိလေသာတရားတွေပဲဖြစ်တယ်ပေါ့။ဘုဒ္ဓဘာသာမှာကတော့ဝိပဿနာကမ္မထမ်းဆိုပြီးတော့ဖြည့်စည်ရှိတယ်။ဝမ်းနည်းမှုပူစေမှုဆင်းရဲဒုက္ခတွေကျုံးလာပြီဆိုရင်တတိပဌံဘာဝနာကိုပမျှအထုတ် ်ပြုစွာဘုရားကိုယ်တိုင်ကအမခံထားတယ်တောကပရိဒေဝါနဲ့တမတိကမယအဲ့ဒီဝမ်းနဲ့ပူဆွေးမှုတွေငိုကြွေးမှုတွေကိုကြော်လွားနိုင်ဖို့အတွက်သတိပဋ္ဌာန်ဘာဝနာကိုပွားလို့ဘုရားရှင်ဟောထားတာရှိတယ်အဲ့တော့မௌတဘာသာတွေဟာတရားဓမ္မတရားအသိတွေရှိရတဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုစူးစိုက်လောက်တာအလုံးနည်းတယ်တရားကင်းမဲ့တဲ့သူတွေကသာ ေါသရဲ့ဆွမ်းအားတတိကိုခံနိုင်ရမရှိတဲ့အတွက်ကြောင့်ဒေါသကိုမတွန်းလှန်နိုင်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုဆုဆဲလုပ်ကြတာရှိတယ်မြန်မာနိုင်ငံမှာကတော့ကိုယ့်ကိုယ်ကိုဆုဆဲလုပ်တာအလုံးနဲ့ပါတယ်ဘာသာရေးအသည့်တရားဓမ္မတွေရှိကြတဲ့အတွက်ကြောင့်ဝမ်းနည်းစရာတွေပူဆွေးစရာတွေကျုံးလာခဲ့ရင်တရားနဲ့ဖြေကြတာများတယ်တရားတွေနာတစားအုပ်တွေဘဝိပဿနာတွေအားထုတ်ပြီးတော့လောကဓာတ်တရားတွေကိုကျော်လွှားသွားနိုင်ကြတယ်ပုံ ဒီဒါကမြတ်စွာဘုရားကျေးဇူးကြီးမှာပေါ့နော်မြတ်စွာဘုရားရဲ့ကျေးဇူးကြောင့်ဘုဒ္ဓဘာသာဝင်တွေအားလောကဒဏ်တရားတွေကိုကျော်လောင်းနိုင်ကြတယ်အေးဝိပဿနာတရားတွေအာမထုပ်ပူတဲ့ပုဂ္ဂိုလ်တရားဓမ္မတွေနဲ့ဝေးတဲ့ပုဂ္ဂိုလ်တွေရတော့ဒေါသကိုခံနိုင်ရမရှိကြအောင်ဒေါသကြောင့်လုံမိလောက်ရာတွေလုတ်ပြီးတော့ခုနကလိုအဆုံးစင်နဲ့ဘဝမျိုးရောက်သွားတာတွေရှိတယ်ပေါ့ဒီကောင်းကြီးအဲ့ဒါဒေါသတွေ အလွန်ကြောက်စရာကောင်းတယ်အလွန်ကြောက်စရာကောင်းတယ်ဒေါသဖြစ်ပြီးဆိုတာနဲ့အရင်ဆုံးကိုယ့်ကိုယ်ကိုပူလောင်စေတယ်ကိုယ့်ကိုယ်ကိုပူလောင်တယ်ကိုယ်လောင်ပြီးတဲ့အခါကျမှသူများကိုဒုက္ခပေးမှဒေါသကဆဲမယ်ညင်းဆဲမယ်ရိုက်ပုတ်မယ်တက်ဖြတ်မယ်ဒုက္ခပေးမယ်တော့ဒေါသသည်မိမိကိုလည်းပူလောင်စေတယ်သူများကိုလည်းပူလောင်စေတယ်ပေါ့မိကြီးခဲနဲ့တူတယ်လူတယောက်ကိုမကျင်တတ်လို့ ရဲရဲတောက်နေတဲ့မိကြီးကဲကိုကောက်ကင်ပြီးပြစ်လိုက်မယ်ဆိုရင်ပထမဦးဆုံးကောက်ယူတဲ့လက်ကအရင်ပူတယ်ပြီးမှအဲ့ဒီလက်ကဲမိကြီးကဲကိုလှမ်းပြစ်လိုက်တဲ့အခါမှာသူများကိုထိတယ်သူများကိုဒုတိယပူစေတယ်မိမိကိုကိုပထမဦးဆုံးလောင်မြိုက်စေတယ်ပူစေတယ်ဒုတိယသူများကိုပူစေတယ်ဘောသာလည်းဒီတိုင်းပဲ မိမိတန်တန်မှာရှေ့ဦးစွာစိတ်ဆိုးမှုစိတ်ညစ်မှုဝမ်းနည်းမှုပူဆွေးမှုတွေဖြစ်လာတယ်မိမိကိုယ်ကိုအရင်လောင်မြိုက်စေတယ်ပူလောင်စေတယ်ပြီးမှအဲ့ဒီဝမ်းနည်းကြေကွဲမှုတွေပူဆွေးမှုတွေကိုနှုတ်ကနေမကျင်းတဲ့ချက်တွေထုတ်ဖော်ပြောကိုယ်အမူအရာနဲ့တုတ်ပြန်အဲ့ဒီမှာတပတ်သားကိုထိခတ်စိတ်ဆင်းရဲမှုတွေဖြစ်စေအဲ့တော့အဲ့ဒီဒေါသကြီးကိုယ်ကိုလည်းလောင်သူများကိုလည်းလောင်စေတယ်ပေါ့မိမိလည်းလောင်တယ်သူများလည်းလောင်တယ် ဒါကြောင့်မြတ်စွာဘုရားကဒီကိလေသာတရားတွေကိုဖယ်ရှားဖို့အတွက်တရားဓမ္မတွေကိုဟောကြားခဲ့တာဖြစ်တယ်။သတ္တဝါတွေကိုဒုက္ခပေးနေတဲ့တရားဒီလောဘဒေါသတွေဖြစ်တယ်။သတ္တဝါတွေဒုက္ခရောက်နေတာဘသူမှတရားခံမဟုတ်ဘူးအဲ့ဒီလောဘဒေါသတွေကတရားခံမယ်။ကိုသူကိုလညို့ထို့ဒီသူကိုလညို့ထို့အပြစ်မတင်နဲ့တရားခံကသတ္တဝါတွေရဲ့တဏ္ဍာမှာဖြစ်နေတဲ့အဲ့ဒီလောဘဒေါသကိလေသာတွေပဲ။ ကောင်းမင်းအဲ့ဒီဒေါသနဲ့ဆက်ဆက်ပြီးတော့တိစီယာလေးတွေရှိသေးတယ်မက္ခာဆိုတာရှိသေးတယ်ကြီးစုကန်းတာအဲ့ဒါလည်းဒေါသပဲဒေါလောကမှာဒေါသရဲ့သဘောတရားအတော်များတယ်မိဘကြီးစုကြီးစုကန်းတယ်ဆရာသမားကြီးစုကြီးစုကန်းတယ်မိတ်ဆွေကြီးစုကြီးစုကန်းတယ်အဲ့ကြီးစုကန်းတာတွေဟာဒေါသတစ်မျိုးပဲလို့ခေါ်တယ် เนาะเจซูกั้นน่ะเนี่ยดอดาตะမျိုးပဲမိမိကိုမွေးမြူစောက်ချောက်ပေးတဲ့အမေအဖေရဲ့เจซูဆိုတာရှိတယ်ပညာသင်ပေးတဲ့ဆရာသမားရဲ့เจซูဆိုတာရှိတယ်ကိုကြီးစောက်ချောက်ပေးတဲ့မိတ်ဆွေရဲ့เจซูတွေဆိုတာရှိတယ်အဲ့တော့ကိုเจซูမဆက်တဲ့အပြင်เจซูတင်ရခေါင်းပန်းတော့မသိကြဘူး ဲ့တော့ဂျေဇုရှင်ကိုဂျေဇုကန်းတဲ့သူကိုစာပေထဲမှာမိတ္တဒုံပီလို့ခေါ်တယ်မိတ်ဆွေပြင်မာရုံမာတဲ့သူမိတ်ဆွေကိုပြင်မာရုံမာတဲ့သူလို့ခေါ်တယ်စာပေထဲမှာမဟောထားတယ်လဲဆိုတော့ယတရုခန္တစာယာယနိတိဒေယတယေယဝါ နတတပါခံဘိန္ဒီယမိတ္တဒုဘောဟိပပကောလူတယောက်ဟာတပင်တပင်အောက်ကိုအရိပ်ခိုမယ်အလိုဆိုရင်ဒီတပင်ဒီကျေးဇူးရှင်ဖြစ်သွားပြီတရှိမှမဟုတ်ဘူးเนาะတတ်မဲ့ဟာလည်းကျေးဇူးရှင်ပဲ ဒီသစ်ပင်ဒီကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်သွားပြီအဲ့လိုဆိုလို့ရှိရင်ကျေးဇူးရှင်ဖြစ်တဲ့သစ်ပင်ကိုမခုံးရအောင်အခိုင်းနေမချိုးရအောင်အကင်းပြည့်သစ်ပင်အောက်မှာအရင်လဲခိုသေးတယ်အဲ့သစ်ပင်ကိုလည်းခုတ်လဲမယ်အခိုင်းနေချိုးဖြတ်မယ်ဆိုရင်အဲ့ဒါမိတ်ဆွေကိုပြင်မာတဲ့လူယုံမှာဒါစပေတန်းမှာအဲ့ဒီလိုလာတယ်အာတရှိမဟုတ်သေးဘူးเนาะတမန်ဖြစ်တဲ့ တပင်ကိုတော့မပြင်းမနဲ့အဲ့ဒါလူယုံမှာပဲမိမိအပေါ်မှာကျေးဇူးရှိတဲ့အရာကိုပြင်းမတဲ့သူဟာလူယုံမှာဦးဇင်းတို့မြတ်စွာဘုရားရှင်ဘောဓိပင်အောက်မှာသစ္စာ၄ပါးတရားကိုသိပြီးတော့တပည့်တဏ္ဍာန်ကိုရရှိခဲ့တယ်အဲ့တော့ဘောဓိပင်ဒီမြတ်စွာဘုရားအတွက်ကျေးဇူးများတယ်ကျေးဇူးရှင်ပဲပေါ့ ယနေ့ဦးဇင်းတို့ဘောဓိပင်ကိုပူဇော်ကြတယ်နော်မြတ်စွာဘုရားရဲ့ပရိဘောဂဇီတီအနေနဲ့ဘုရားရှင်သတင်းသုံးခဲ့တဲ့နေရာဘုရားရှင်သတင်းသုံးခဲ့တဲ့အပင်ဒီတပင်ကိုအမိပြုပြီးမြတ်စွာဘုရားရှင်တရားဓမ္မအထုတ်ခဲ့တယ်အဲ့တော့ဘုရားအပေါ်မှာဒီသစ်ပင်ဒီကျေးဇူးရှိတယ်ပေါ့။ဒါကြောင့်မြတ်စွာဘုရားရှင်ကကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့သစ်ပင်ကို မမိတ်မတုံနဲ့ခုနှစ်ရက်တိတိမျိုးလုံးဖွင့်ကြည့်ပြီးတော့တမာဘက်ဝင်စားတော်မူခဲ့တယ်။အဲ့ဒါကိုယနေ့ဗုဒ္ဓဂယာမှာအာနိမိတစေတီလို့ခေါ်ကြတယ်။မျိုးလုံးမမိတ်ပဲနဲ့သစ်ပင်ကိုစိုက်ကြည့်ပြီးတော့တမာဘက်ဝင်စားတော်မူခဲ့တယ်။ကြီးစုရှိတဲ့သစ်ပင်ကိုအေးအဲ့တော့ တတ်ရှိဖြစ်စေတတ်မှန်ဖြစ်စေကို့အပေါ်မှာဂျေဇုရှိပြီဆိုရင်အဲ့ဒါကိုဂျေဇုမကမ်းရဘူးเนาะကို့ကိုအရင်မိုးပေးတဲ့တပင်ကိုဖြည့်ဆည်းတဲ့သူဟာဂျေဇုကံရုံမာတဲ့သူပဲအဲကြောင့်မခဂျေဇုကံတာဟာဒေါသတစ်မျိုးပဲအလွန်ရုံမာတယ်လို့ခေါ်တယ်ဂျေဇုကံတာဟာအလွန်ရုံမာတယ်ဒါကြောင့် မိမိအပေါ်မှာတက်ရှိအရာကဖြစ်ဖြစ်တက်တက်မဲ့အရာဝိထုကပဲဖြစ်ဖြစ်တက်ရှိတတဝါကပဲဖြစ်ဖြစ်မိမိအပေါ်မှာတစုံတစ်ခုယေရှုပြုဘူးတယ်ဆိုရင်ယေရှုအကျွေးရှိသွားပြီလို့နားလည်ရမယ်ယေရှုဆက်နိုင်ရင်ဆက်မဆက်နိုင်ရင်လည်းယေရှုတင်မိအောင်စူးစမ်းကြရမှာဖြစ်တယ်ပေါ့တချို့သောလူယုံမာတွေကယေရှုဆက်ဖို့အနေနဲ့သာသာ ်ဂျေစုတင်ရခေါင်းမင်းတော့မသိကြဘူးသူ့ဂျေစုငါဘာရှိလို့တုံးဆိုတာမျိုးဂျေစုကန်းကြတာရှိတယ်နော်သူ့ဂျေစုငါဘာရှိလို့တုံးဂျေစုကန်းကြတယ်အဲ့ဒါကိုပါဠိလိုပြောတော့မခါလို့ခေါ်တယ်ဒေါသတစ်မျိုးပဲပေါ့ဂျေစုကန်းတာဒီဒေါသပဲမကောင်းတဲ့စိတ်ပဲဝိတ္တလေးတဘောတစ်ခုပြောရရင် မုံဆုံးမကြီးဖြစ်တဲ့အမေအိုကိုဘာလီတယောက်ကပြုစုလှုပ်ကြွေးစောင့်ရှောက်တယ်ကူလီထမ်းပြီးတော့ပေါ့ပင်ပင်ပန်းပန်းနဲ့ကူလီထမ်းပြီးတော့မုံဆုံးမဖြစ်တဲ့အမေကိုပြုစုလှုပ်ကြွေးနေတယ်သားလိမ်မာလေးပဲဆိုကြစို့နော်ဒါပေမဲ့အမေကမလိမ်မအောင် ပါးကလိမ်ပါတယ်အမေကမလိမ်ပါဘူးအမေကတိတ်တိတ်ပုံယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ပါးကိုလည်းအာနာတော့ပေါ်ပေါ်ထင်ထင်မနေရဲဘူးပါးကွယ်ရမှာအမျိုးသားတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ဘုဆုံးမဖြစ်တဲ့အမေကပါးခမညာပင်ပင်ပန်းပန်းနဲ့ကူလီထမ်းပြီးတော့ရှားဖွေး ရလာတဲ့ဥစ္စာနဲ့သူ့အမေကိုကြတော့အမေကမကောင်းတဲ့နေရာမှာတော့ပါးကလိန်မာပြီးတော့အမေကမလိန်မအောင်အင်းဒီနာချင်းတွေကတနာတယ်။ဩဒီကလေးခင်ဗျာတနာစရာကောင်းလိုက်တာ။သူ့ခင်ဗျာပြင်ပြင်ပပနဲ့ကိုလီထမ်းပြီးတော့သူ့အမေကိုလှုပ်ကြွေးချတယ်။အမေကမတိကျလိုက်တာ။ပဝန်းကျင်ကတနာတော့ကောင်လေးကိုပြောကြတယ်ဟဲ့ကောင်လေး မင်းအမေကဒီလိုဒီလိုဖြစ်နေတယ်။ကောင်းလေးရစိတ်မဆိုး။မပြောင်းပြောတယ်လဲဆိုတော့။ဩကျွန်တော်အမေဘာလို့လို့အမေစိတ်ချမ်းသာရင်ပြီးတာပဲ။ကျွန်တော်တောင်းဝန်ကအမေကိုပြုစုဆောက်ချောက်ဖို့တောင်းဝန်တာရှိတယ်။သူ့ရဲ့သဘောထားကြီးစုမကန်းတာပြောတာနော်။သူ့အမေစိတ်ချမ်းသာရင်ပြီးရောတဲ့အမေဘာလို့လို့ ူတာဝန်ကတော့အမေကိုပြုစုဆောင်ရှောက်ဖို့တာဝန်ပဲရှိတယ်တလောကကြီးမှာပန်းလိမ်မှာသမီးလိမ်မှာခြားပါသလိုလိမ်မာတဲ့မိဘတွေလည်းခြားပါတယ်ဆိုပြီးတော့ဦးဇနောတောင်ပြမာကင်တော်ဆရာတော်ဘုရားကြီးကမှတ်ချက်ချတယ်။ပသမီလိမ်မာတွေခြားတယ်လို့မိဘလိမ်မာတာတွေလည်းခြားတယ်။ လောဘဒေါသတွေလွှမ်းမိုးခံရပြီဆိုရင်သာသမီလည်းဆိုးတာပဲမိဘလည်းဆိုးတာပဲသို့တော်ကပြောခဲ့တယ်လို့တရားခံကကိလေသာပဲလေကိလေသာတွေချေလည်းခံရပြီဆိုရင်မိဘလည်းဆိုးမှာပဲသာသမီလည်းဆိုးမှာပဲအဲ့တော့မိဘဆိုးတာကိုသာသမီကယေရှုမကမ်းရအောင်ဒါသတိပြုရမယ်ဒါဒီနေ့ခင်မှာဖြစ်တတ်တယ်မကြခဏဦးစင်းကိုလာလျှောက်ကြတာရှိတယ်ရှင်ပြတပည့်တို့အမေကဒီလိုဒီလိုဆိုးတယ်ဗျာတပည့်တို့အဖေကဒီလိုဒီလိုဆိုးတယ် ဲ့လိုပြောရတာမပြင်းမနဲ့မိဘတွေစိုးတယ်ဆိုတဲ့အောက်ကိုအကြောင်းပြုပြီးတော့ဒေါသနဲ့မိဘကိုဆဲဆိုတာတွေရိုက်နှက်တာတွေကြိမ်မုန်းတာတွေမလုပ်ပါဘူးစိုးတာကမိဘကိစ္စပြုစုဆောင်ရအောင်မှာကကိုသားသမီးကိစ္စပဲဒါကြောင့်ဦးဇင်းတို့တောင်မြတ်မှာကနေဆရာပြရပါမိတ်တယ်လဲဆိုတော့ အဲ့လိုဆိုးဝါးတဲ့မိဘတွေနဲ့ကြုံခဲ့ပြီဆိုရင်သားသမီးများအနေနဲ့မိဘကိုပြုစုလုပ်ကြည့်တယ်လို့သဘောမထားဘဲနဲ့ကျေးဇူးရှင်မှုလို့ကျေးဇူးဆက်နေရတယ်လို့သဘောထားပါဒီအမေဒီအဖေဒီကိုယ့်ကိုဒီအရွယ်ရောက်အောင်ပြုစုခဲ့တယ်မိခင်ကဝမ်းပိုက်နဲ့လွယ်ပြီးတော့မိမိကိုလောကကြီးကိုမြင်အောင်ပြပေးခဲ့တယ်အဲ့တော့ကျေးဇူးရှင်ဖြစ်တယ်ပေါ့ တော့ယေຊုရှင်ကိုယေຊုဆက်နေတယ်လို့ရသဘောထားပြီးတော့ပြုစုဆောင်ရောက်ပါအဲ့တော့ဆိုးတာကမိဘကိစ္စသာဖြစ်တယ်ပြုစုဆောင်ရောက်မှာကတာသမီကိစ္စပဲဒါကြောင့်ဒီနေ့ခေတ်မှာဆိုးရတဲ့မိဘတွေနဲ့ကြုံခဲ့ပြီးဆိုရင်မပြင်းမပဲနဲ့ငါတောင်းငါကြေပေါ့ထမ်းဆောင်မယ်လို့နှလုံးသွင်းပါ မိဘမှားနေတာကိုပြောခွင့်မရှိဘူးလားဆိုတော့ပြောခွင့်ရှိပါတယ်။အမေကြီးဒါတော့မလုပ်သင့်ဘူးဒီလိုတော့မပြောသင့်ဘူး။ဒါကတော့အမှားဒါကတော့အမှန်။အမှားအမှန်တွေကိုထောက်ပြခွင့်ရှိတယ်ပြောပြခွင့်ရှိတယ်လမ်းညွှန်ခွင့်ရှိတယ်။အေကိုပြောလို့မရလို့ဆိုပြီးတော့စိတ်ဆိုးမှန်ဆိုးနဲ့ဆဲဆိုးတာငေါင်ငန်းတာမလုပ်အောင်။မေတ္တာတရားနဲ့မိဘကိုလမ်းမှန်ရအောင်ပြုပြင်ပေး။ မရောက်ခဲ့ရင်လည်းစိတ်မဆိုးနဲ့ကိုလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်ကိုပဲလုပ်။ကာသမီတယောက်ထန်းဆောင်ရမယ်တာဝန်ကိုကြည်ပွန်အောင်ထန်းဆောင်။ခုနကလူငယ်လူပေါ့နော်။သူ့အမေမလိမ္မာဘူးဒါပေမဲ့အေးအမေစကြမ်းတိုင်းပြီးတော့ငါတာဝန်ကအမေကိုပြည့်စုံရမယ်တာဝန်ပဲလေလို့နှလုံးသွင်းလိုက်တယ်။ဒါတောင်မြို့မှာကတော့ဆရာတော်အများကြီးရလဲ။ဂျေဇုရှင်ကိုဂျေဇုဆက်တယ်လို့နှလုံးသွင်းလိုက်ပါ။နော်။ ကျေးဇူးရှင်ကိုကျေးဇူးဆက်တယ်လို့နှလုံးသွင်းလိုက်ပါဟုတ်တယ်လေမိဘနဲ့ဘလို့ပဲဆိုဆိုကျေးဇူးရှင်စင်းထဲမှာတော့ပါတာသေးကြတယ်နော်ကျေးဇူးရှင်စင်းထဲမှာပါတယ်ဒါကြောင့်ကျေးဇူးရှင်ကိုကျေးဇူးဆက်တယ်လို့သဘောပေါက်ကျေးဇူးမကမ်းရဘူးကျေးဇူးကမ်းခြင်းသည်လူယုံမှာစင်းထဲမှာပါတယ်ဒါကြောင့်ဦးဇင်းတို့တက်ရှိကိုပဲဖြစ်ဖြစ်တက်မဲ့ကိုဖြစ်ဖြစ်ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နော်လောကကြီးမှာဆက်ဆံပါ နော်ကျေးဇူးတင်လို့စိတ်နဲ့ဆက်ဆက်ပါအိမ်ကောင်းပြီနောက်တခါဒေါသနဲ့ပတ်သက်ပြီးနောက်တစ်မျိုးရှိသေးတယ်ပလာတလို့ခေါ်တယ်ပါဠိလိုမြန်မာလိုပြောရင်တော့ဂုံပြိုင်တာလို့ခေါ်တယ်ဂုံတုဂုံပြိုင်လောက်တာဟာလည်းဒေါသတစ်မျိုးပဲကိုယ့်ထက်သီလကုန်းတမာတိကုန်းပညာကုန်းကြီးတဲ့ပုဂ္ဂိုလ်တွေကိုယ့်ထက်ယာဓုအာနာကြီးတဲ့ပုဂ္ဂိုလ်တွေကိုယ့်ထက်စီစဉ်ဥစ္စာပေါများတဲ့ပုဂ္ဂိုလ်တွေကိုတွားပြီးတော့ဂုံတုဂုံပြိုင်တွားလုံတာ ဟိုသူ့လောက်ကတော့ငါလဲရှိပါတယ်ကွာသူ့လောက်ကတော့ငါလဲရပါတယ်ကွာဆိုပြီးတော့ဂုံတုဂုံပြိုင်သွားလုံတာအဲ့ဒါဒေါသပဲကို့မှာအရေးချင်းမရှိပဲနဲ့အရေးချင်းရှိတဲ့ပုံကိုယ်တွေနဲ့သွားရှင်တာဟုတ်ဟိုသူ့လောက်ကတော့ဒိုလဲချမ်းသာပါတယ်ကွာသူ့လောက်ကတော့ဒိုလဲသီလသမားကြီးရှိပါတယ်ကွာအဲ့ဒီလိုမျိုးကို့မှာသီလသမားကြီးပညာမရှိပဲနဲ့ကို့မှာကိုကျင်တရားမကောင်းပဲနဲ့ ကိုယ်စင်တရားကောင်းတဲ့သူတော်ကောင်းတွေနဲ့သွားနှိုင်းချင်တာအဲ့ဒါဒေါသတမျိုးပဲပေါ့ဒေါသတမျိုးပဲပေါ့ပါဠိလိုပြောတော့ပလာတလို့ခေါ်တယ်ပေါ့အေးကောင်းပြီအဲ့တော့လောကမှာအဲ့လိုဒေါသတရားတွေတတဝါတွေတန်တန်မှာဖြစ်ပေါ်လာပြီဆိုရင်တတဝါတွေကမိုက်မိုက်ကန်းကန်းနဲ့မလုံးတင်တာတွေလုံးမိကြတယ်မပြောတင်တာတွေပြောမိကြတယ်ပေါ့အဲ့တော့ဒကာဒကာမများအနေနဲ့အဲ့ဒီဒေါသကိုတတိတရားနဲ့ ငြိမ်းအောင်ကြိုးစားကြရမှာဖြစ်တယ်မိမိစိတ်ကိုအမြဲတမ်းစောင့်ကြည့်ဒေါသဖြစ်လာပြီဆိုတာနဲ့ချက်ချင်းဖယ်ချတတ်နိုင်လို့ရှိရင်မဖြစ်အောင်နေဖြစ်လာခဲ့ရင်လည်းဖြစ်ကျော်မရှိစေနဲ့ချက်ချင်းပြန်ငြိမ်းမီးဆိုတာမလောင်ခင်မှာတားရတယ်လောင်ခဲ့ရင်လည်းချက်ချင်းငြိမ်းသက်ရတယ်ဒီတိုင်းပဲဒေါသကို မဖြစ်အောင်နေဖြစ်လာခိုင်းတဲ့ချက်ချင်းဖယ်ချအဲ့ဒါသူတော်ကောင်းတို့ရဲ့လမ်းစဉ်ပဲပေါ့အေးကောင်းပြီဒါကြောင့်ဒီနေ့လူချင်းများနဲ့တကွဓမ္မမိတ်ဆွေများအားလုံးဒေါသအကြောင်းတီကောင်းစရာဆိုတဲ့တရားဒေသနာတော်ကိုနာယူမသားကြပြီးတော့ရုပ်မှဆိုးဝါးလာတဲ့ဒီဒေါသတရားကိုမိမိတို့တန်တန်ကနေဖယ်ချနိုင်ကြပြီးတော့မြတ်စွာဘုရားအဆုံးမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုငြိမ်ငြိမ်ချမ်းချမ်းနဲ့ ဆောင်ရွက်နိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း